ဂျာမနီနိုင်ငံမှာအမှန်တကယ်ရှိခဲ့ပူတဲ့တမန်ဝင်ပလူပြည်သက်များအလုံးမင်းမင်းလာပါရှင်အမှန်ကြီးနေကလည်းပြန်လေးကြိုးဆိုလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့တမန်းဝင်ပလီလို့ပြောလိုက်ရင်လာပြင်းညတွေမှာလူစင်စစ်ကနေအသားစားဝင်ပလီတကောင်အဖြစ်ကိုပြောင်းလဲသွားတတ်တဲ့ဗီဇာပြောင်းသားရဲကြီးတွေကိုပြေးမြင်မိကြပါလိမ့်မယ်။ ဒီကောင်ကြီးတွေရဲ့အကြောင်းကရုပ်ရှင်တွေနဲ့စာအုပ်တွေထဲမှာမကြခင်တော့မြင်ဘူးနေကြဖြစ်တာကြောင့်လူတိုင်းနဲ့အကျွမ်းတဝင်ရှိနေမှာပါ။ဒါပေမဲ့သူတို့ဟာတစ်ချိန်လုံးကအပြင်မှာတကယ်ရှိခဲ့ဘူးတဲ့ဆိုရက်သမိုင်းထောက်ထားတွေရှိနေပါတယ်။ဒီနေ့မှာတော့ဂျာမနီနိုင်ငံမှာတကယ်ရှိခဲ့ဘူးတဲ့။တမန်ဝင်ပလီတကောင်ရဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်။ဆိုတော့ထုံးစံအတိုင်းပဲဆောင်းလေးချုံနဲ့ချက်လေးတက်ပြီးဗီဒီယိုကိုစုံနေသည့်အတူကြည့်လိုက်ကြရအောင်ပါ။ လွန်ခဲ့တဲ့ရာစုနှစ်နှဲငယ်ကဂျာမနီနိုင်ငံ Klein Kyan Data မှာအေယာမဝင်းပလီဇိုးကြီးတကောင်တောင်းချမ်းခဲ့ပူပါတယ်။အဆိုပါသတင်းက Data တွင်မုတ်ဆိုးတွေရဲ့ဂျာမစိန်ခေါ်မှုကြီးတစ်ခုဖြစ်ခဲ့ပြီးတော့သူထက်ကအပြိုင်ဆိုင်တဲ့အဲ့ဒီဝင်းပလီကိုအသေးရရအရှင်ရရအဖမ်းမိဖို့စူးစမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ခကြာကဒီဝင်ပလီဟာကြည်စံပြေးနေတယ်ဆိုတာပါသူ့ကိုဘလို့ကြည်စံနေပဲဖြစ်ဖြစ်အဲ့ဒီကြည်စံကဝင်ပလီရဲ့ခန္ဓာကိုယ်ကိုမထိုးဖောက်နိုင်ဘူးလို့ဆိုပါတယ်ဒါကြောင့်မဲဒီဒေတာတဝိုင်းမှာအဲ့ဒီထူးစမ်းတဲ့ဝင်ပလီကမျိုးတွေရွာတွေတဲကိုဝင်ပြီးတော့တောင်းချမ်းကျင်တိုင်းတောင်းချမ်းနေတော့တာပဲဖြစ်ပါတယ်ဒီဝင်ပလီရဲ့တံကိုခံရတာကတော့ဒေတာကံမုတ်ဆိုးတွေပါပဲဘာကြောင့်လဲဆိုတော့သူတို့အမဲလိုက်ထားတဲ့သားကောင်တွေကိုအစိုးပါဝင်ပလီကလမ်းကနေဖြတ်ပြီးတော့လူစားတတ်တာကြောင့်ဖြစ်ပါတယ် တကူသောနေ့လေခင်းမှာတော့ကလေးတက်တိုက်တောဆက်မှာကစားနေရင်ထူးဆန်းတဲ့အရာတခုကိုမြင်လိုက်ရတာကြောင့်အော်ဟစ်ငိုရိုပြီးတော့တောနဲ့ဝေးရကိုပြေးလာကြပါတယ်။ဒါကိုရဲသားတအူးကမြင်တော့တားပြီးတော့မေးကြည့်ရဲ့အခါမှာကလေးငယ်တယောက်ကဖြစ်ချောင်းကုန်စင်ကိုပြောပါရယ်။သူတို့မြင်ခဲ့ရက Ford မိသားစုကကောင်းလေးတအူးဟာသူတို့နဲ့ကစားနေတော့ဝင်းပလီပုံစံပြောင်းသွားပြီးတော့တော်ရဲကိုဝင်ပြေးသွားခဲ့တယ်ဆိုတာပါ။ အနိကောင်လေးကိုစကမ်းမှာအခေါ်မေးကြည့်ရဲ့အခါမှာပထမတော့သူကအကြောက်ကန်ညင်ခဲ့ပါတယ်။နောက်တော့မှကောင်လေးကအဖြစ်မှန်ကိုပြောပြခဲ့ရပါ။သူ့ရဲ့ဘွားမှာအထူးစန်းတဲ့လေဆွဲတစ်ခုရှိပြီးအဲ့ဒီလေဆွဲမှာအထူးကြတဲ့တတ်ထူးနဲ့ပြုတ်လောက်ထားတဲ့လာကျန်းတစ်ခုပါဝင်ပါတယ်။ဒီလေဆွဲကိုဝေပြီးစိတ်ဝိညာဉ်ကိုသားရဲ့စိတ်အဖြစ်ပြောင်းလဲရင်ခန္ဓာကိုယ်ကလည်းအေယာမဝင်ပလေအဖြစ်ကိုပြောင်းသွားပါတယ်။ အရင်ကောင်လေးကသူ့ဖွားစီကနေအဲ့ဒီလဲဆွဲကိုယူလာတာဖြစ်ပြီးသူတို့မိသားစုရဲ့မျိုးဆက်တွေဒါအခုလိုပြောင်းလဲနေတာဖြစ်ကြောင်းပြောပါရယ်အဲ့ဒီနောက်မှာတော့ကောင်လေးကရဲရရှိနေရှိမှဝင်းပလီတကောင်ရဲ့ပုံစံကိုပြောင်းလဲပြခဲ့ပါရယ်ရဲတွေကလည်းအန်အိုးကုန်ပြီးတော့ကောင်လေးကိုနှစ်ရက်လောက်စကမ်းမှာထိမ့်သိမ်းပြီးပြန်လွတ်ပေးခဲ့ပါရယ် အရင်နောက်မှာတော့သူတို့ဟာငွေနဲ့လှုပ်ထားတဲ့ကြီးစံတွေကိုဂါရာမန်တန်တွေနဲ့စီရင်ပြီးတော့နောက်တစ်ကြိမ်တမန်ဝင်ပလီပေါ်လာရင်အမဲလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုနဲ့တ냐မှာတော့အမဲလိုက်သမားတွေရဲ့သတင်းပေးမှုကြောင့်စကန်ကရိန်ဂျာနှယောက်ဟာတော်ရဲကိုသွားပြီးဝင်းပလီကိုတိုက်ခိုက်ခဲ့ပါတယ်။ဝင်းပလီဟာငွေကြီးစံထိသွားတဲ့အခါမှာလဲကျသွားခဲ့ပြီးတော့ခဏကြာတော့သွေးယူသွေးတန်းနဲ့တစ်ပင်နေကြတဲ့ကိုထွက်ပြေးပြောက်ကွယ်သွားပါတယ်။သူတို့လည်းဝင်းပလီရဲ့သွေးကြတဲ့နောက်ကိုလိုက်ရင်းနဲ့ဖော့မီတာစုရဲ့အိမ်ထဲကိုရောက်သွားခဲ့ပါတယ်။ အိမ်မှာတော့ဂရင်တလုံးပေါ်မှာလဲနေတဲ့အဖွားအတယောက်ကိုတွေ့ရပါတယ်။သူမရဲ့ခန္ဓာကိုယ်ဟာသွေးတွေနဲ့ပေးချန်နေပြီးလဲဘင်းမှာလည်းအဲ့ဒီလဲဆွဲကိုဆွဲထားပါတယ်။ အသက်မရှိတော့တာကြောင့်ရဲတွေလည်းဖောင်အဖွားရဲ့အလောင်းကိုတကြိုခဲ့ပြီးတော့အဲ့ဒီလေဆွဲကိုလည်းဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒီအကြောင်းအရာကဖြစ်ခဲ့တာနဲ့များစွာကြာပြီဆိုပေမဲ့ဒီနေ့ချိန်အထိလူတွေရဲ့ပတ်သက်ဖြောင်းမှာရေးပန်းစားနေသေးပါ။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ယူဆချက်ကိုလည်း comment မှာရေးပေးခဲ့ပါအောင်နော်။နောက်ထပ်လေဆင်းဝင်စားပွဲရာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။